ရန်ကုန်မြို့ပေါ်မှာအခုရက်ပိုင်းတွေအတွင်း Wi-Fi line တွေကျနေသလိုဖုန်းအင်တာနက်အသုံးပြုရတာတွေလည်းအဆင်မပြေဖြစ်နေရလို့သိရပါဗျ။ line မကောင်းတဲ့အတွက် online ဈေးရောင်းသူတွေအသုံးပြုတဲ့ Facebook, Business တို့စတဲ့ online platform တွေလည်းအသုံးပြုရတာနှောင့်နှေးနေရလို့ဆိုပါဗျ။ internet ကတော့တော့အရင်လိုမဟုတ်ဘူး။ line မကောင်းတာကိုသိတင်နာပါညာပြည့်စည်လို့မြန်မာပြည်ပိုင်းတင်နာအောင်ပါပဲ။ဦးတခုတက်ပါဘူးအကြာကြီးစောင့်ပြီးတော့တင်နေရ ဒါက customer ပို့လာတဲ့ပုံကြီးပါ යි solution ရှင်အဲ့ပုံကြီးတော့မှကြည့်ရဖို့ကြာကြီးဆောင်ရတယ်။ဖုန်းလာရအောင် price going ပါရအောင်ပြောလို့မရအောင်ဒါမှမကောင်း connecting နေဖြစ်နေ။သူ့ဒီပါရအဲ့ business suit တို့ပါလို့ကြာတော့ VPN နဲ့သုံးရတဲ့ solution ဒါမှမကောင်းကြီး။အဲ့ကြတော့ TikTok ဆင်မပြ Internet line မကောင်းတဲ့အတွက်ဈေးရောက်အားတွေလည်းကျနေရလို့ online ဈေးရောက်သူတွေကဆက်ပြောပါရတယ်။ Internet line ကျတာတိတိတသားဆိုးရွားနေတဲ့အတွက် Wi-Fi company အများစုကလည်းတောင်းပန်အသိပေးစာတွေထုတ်ပြန်ထားပါရတယ်။ Wi-Fi ဆက်ကြောင်းချို့ရင်တာ App Store ချို့ရင်တာ International Applet အပြစ်ဖြစ်ပွားနေတာ Applet issue ဖြစ်နေတာအဓိကပင်မဆက်ကြောင်းလိုင်းတွေပြတ်တောက်နေတာစရီကြောင့် Internet line နှေးကွေးတာနဲ့ line ပြတ်တောက်တာတွေဖြစ်ပေါ်နေတယ်လို့ဆိုပါရယ်။ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာလည်း Wi-Fi line တွေကျနေတယ်လို့ဖုန်း line တွေလည်းပြတ်တောက်နေတယ်လို့မြို့ကနေကပြောပါရယ်။ internal line မကောင်းတဲ့အတွက် zone application နဲ့အသုံးပြုရတာအဆင်မပြေလို့ online တင်တန်းတချို့ရန်နာထားရတယ်လို့လည်းသိရပါဗျ။ Wi-Fi လဆင်ကြီးတွေတွင်ပြီး internet packet တွေထပ်ပြီးဝယ်ယူသုံးစွဲနေရတဲ့အတွက်ငွေအပိုကုန်နေရတယ်လို့တောင်ကြီးမြို့ကတယောက်ကပြောပါတယ်။ Wi-Fi ကတော့ကြာပြီ၊သင်ကြောင်းလေးတိုက်ပြီဆိုရင်ဒီမလာတော့ပထမတော့ရှိသိစိတ်တိုင်းတိုင်းတိုင်းဒီမိုဘိုင်းမကောင်းဆောင်းနေရတယ်ခုပြည့်နေကြတယ်ဆောင်းရတယ်။ဒါကခဏကြီးခုနကမှမခဏလေးပြင်ပြပြချင်းချင်းပြပြချင်းချင်းဒီမျိုးလိုတော့ရှင်ကောင်းနေရှင်ကောင်းနေရှင်ချောင်းနေရှင်ခဏခဏအဲ့ ရင်ကြာအပူပူကုန်မှာ Wi-Fi ရှိတာမှာတုံးရောက်ဒီမှာပြန်ကုန်နေတာလို့ဖြစ်အောင်ပြီးခဲ့တဲ့စတင်မလာ30ရက်နေ့ကလည်းစစ်ကောင်စီရွေးကောက်ပွဲကိုစလေလောင်းရှောက်လာတယ်တင်သွင်းရမှာ internal line ချိုးရမှုကြောင့်ကြံနေခဲ့တဲ့ကိုစလေလောင်းအယောက်60စရင်းကိုပြန်လည်ဖြည့်ဆွက်ပြီးရွေးကောက်ပွဲကော်မရှင် UEC ကပြင်ဆင်တင်ညာခဲ့ရပါသေးတယ်ကျမတီရီပါသောမလေးတို့လေး